အလုံးမမြင်လာပါကျွန်မဒီနေ့က correlated comparative ကိုပြောပြမှာဖြစ်တယ်အဲ့တော့ correlated comparative ဆိုတာကတော့ correlated ကတော့ဆက်ဆက်နေတာပေါ့နော် comparative ဆိုတာကတော့ d2 ကျွန်တော်တို့ comparative degree เนาะအဲ့တော့အဲ့ဒီဟာကို အပြန်အလှန်ဆက်ဆက်ပြီးတော့ဗောနော်တကူကတကူကအပြောင်းလဲဖြစ်ရင်နောက်တကူကလည်းလိုက်ပြီးတော့ပြောင်းလဲဖြစ်တယ်ဗောနော်အဲ့တော့ proportion နဲ့ဖြစ်တယ်အချိုးကျတာကိုကျွန်တော်တို့ပြောတာအဲ့တော့ correlative comparative ဆိုရင်တော့ကျွန်တော်တို့ရင်းနှီးနေကြအပတန်ရပြောမယ်ဆိုရင်တော့ the more the less the er ကိုပြောခြင်းဖြစ်တယ်အဲ့တော့သူကဘယ်လိုနေရာမျိုးမှာတုံလဲဆိုတော့ဗောနော်ဒီ one thing change တကူကူက change သွားတယ်เนาะဒါ change ရင်တင်ကိတာအဲ့တော့ change သွားပြီဆိုရင် another thing အခြားတကူတွေလိုက်ပြီးတော့ change တယ်เนาะတကူပြောင်းပြီဆိုရင်နောက်တကူလည်းပြောင်းတယ်အဲ့ဒီအတွက်ကြောင့် correlative related comparative pattern လို့ခေါ်ရပေါ့เนาะအဲ့တော့သူဒီ cause and effects အကြောင်းနဲ့အကျိုးပေါ့เนาะအဲ့ဒါဒီတဲ့ proportionality အဲ့တော့အချိုးကျတယ်ပေါ့เนาะအကြောင်းကြောင့်အကျိုးဖြစ်တယ်ဒီနှစ်ခုကိုကျွန်တော်တို့အချိုးကျတယ်လို့ပြောတယ်အဲ့တော့အဲ့လိုမျိုး pattern မှာဆိုရင် correlative comparative pattern ကိုသုံးတယ်အဲ့တော့ ခုနကပြောသွားတဲ့အတိုင်းပဲ the more the less the er အဲ့တော့ကျွန်တော်တို့အရှိမှ thed ကိုသုံးတယ်အဲ့ဒီ the ဆိုရတာကနော် deep pattern မှာဆိုရင်ကျွန်တော်တို့ကတစ်ခုတစ်ကောင်တစ်ယောက်လို့ပြောတဲ့ article ကိုပြောခြင်းမဟုတ်ဘူးတဲ့ဘာလို့ပြောလဲဆိုတော့ကနော် the data adver အဖြစ်နဲ့လှုံ့ဆော်ပေးတဲ့အရာ add adver ဖြစ်တဲ့အတွက်ကြောင့်အနောက်မှာရှိတဲ့ more ဆိုတဲ့ adjective degree သူကလာပြီးထူပြတဲ့သဘောပေါ့နော်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်တော့ thed ဆိုတဲ့ article ကဒီ the superlative နဲ့ပဲသွားတွဲတာအခုကဒီမှာဒီကျွန်တော်တို့ article မဟုတ်ဘူး adva အဲ့ဒီ adva ကဘယ်လိုသဘောရှိလဲဆိုတော့ by that amount အဲ့ဒီပမာဏလို့ပြောခြင်းဖြစ်တယ်เนาะဒီဒီကလေ article မဟုတ်ဘူးเนาะ by that amount ကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီသဘောဆိုတဲ့စကားလုံးကျွန်မတို့ phrase ပေါ့เนาะဒီ phrase ကိုတွေးလိုက်တဲ့အခါမှာဆိုရင်လေ literally သူတကယ်တကယ်ပြောခြင်းတဲ့ meaning က by that amount မော်ဒီ by that amount ဒီဒီကျွန်မတို့ dhg ဒီနဲ့စာထုတ်ပြီးတော့ရေးတာအဲ့ဒီပမာဏเนาะဒီ by that amount ဒီပမာဏအဲ့တော့ဒီပမာဏ လောက်ပို့သွားမယ်ဆိုရင်တခြားအဖက်မှာလည်းအကြောင်းကြောင့်ဒီအကျိုးဖြစ်လာတဲ့သဘောပေါ့နော်အဲ့တော့ structure အရာဆိုရင်တော့ဒီ adverb ဘိုင်သားအမောက်ဆိုတဲ့အစားကျွန်တော်တို့ article တွေကိုရေးမယ် comparative degree လို့ပြောတဲ့အတွက်ကြောင့် D2 နော်ဒီ2ရမယ်အဲ့ဒီ2ပြီးတဲ့ခါမှာကျွန်တော်တို့ AG တက်လဲလာနိုင်တယ်လို့ adva လဲဖြစ်နိုင်တယ်တခါတလံမှာဆိုရင်ကျွန်တော်တို့ဒါနောက်မှာနောင်းလိုက်ပြီးတော့လဲရေးလေးရှိတယ်ပေါ့နော်ပြီးတော့ sergeant နဲ့ဘာလာမယ်ဒါက ီပထမတစ်ဖြတ်เนาะဒီအစိပ်ပိုင်းနှစ်ခုပါမှာကိုပြီးတဲ့အခါမှာဆိုရင် D ရဲ့ comparative ဆိုတဲ့အတက်ကြောင့် D2 လာမယ်အနောက်မှာ LG D Adva เนาะပြီးတဲ့အခါမှာဆိုရင်ကျမတို့ Sargent နဲ့ Va ပြန်လာမယ်ပေါ့เนาะ Sargent နဲ့ Va နှစ်ဖြတ်တွေ့ရမှာပေါ့เนาะ comma နဲ့တွေ့ရမှာဖြစ်တယ်ဒီနှစ်ခုကဒီပထမတစ်ပိုင်းနဲ့ဒီဒုတိယတစ်ပိုင်းနဲ့ကအချိုးကျတယ်လို့ပြောတာအဲ့တော့ exam မှာဒီမှာပေးထားတဲ့ the more you eat เนาะ D D က by that amount more you eat အဲ့လောက်ပမာဏပိုစားလိုက်ပြီးဆိုတာ နဲ့ the fat dart you can နင်းပို့ပြီးတော့ဝါလာမယ်เนาะဒီဘက်ကပို့ပြီးဆိုတာနဲ့ဒီဘက်ကလည်းကျမတို့ဒီအကျိုးတရားမှုကလည်းဟိုပါဘောเนาะ chain ဖြစ်သွားတယ်ဘောเนาะအကြောင်းနဲ့အကျိုးပြောခြင်းဖြစ်တယ်အဲ့တော့ဒီဝဲကြမှာဆိုရင်ကျမတို့ DSR by that amount more you eat ဒီဒီဆိုတဲ့နေရာမှာ by that amount fed dot you get အဲ့လောက်ပို့ပြီးစားလိုက်တာနဲ့အဲ့ဒီပမာဏလောက်မင်းကဝါလာမှာဖြစ်တယ်ပေါ့နော်ဒါကိုပြောချင်းဖြစ်တယ်အဲ့တော့နောက်တစ်ချက်ထပ်ပြီးတော့မှတ်ရမှာကပေါ့နော်အဲ့တော့ဒီလိုမျိုးပေးထားတဲ့ဝက်ကြမှာပေါ့နော် အတိတ်ဘက်ကတအားကမှ clear ဖြစ်နေတယ်ရှင်းလင်းနေတယ်ဆိုရင်ကျမတို့ကဒီ vowel ကိုပေါ့နော်ဒီအစိပ်ပိုင်းနှစ်ခုစလုံးမှာထက်ပြီးတော့မရေးလဲရတယ်အဲ့ကျမတို့ဒီ grade တွေမှာဆိုရင်လေဟို noun ဆိုရင်တော့ကျမတို့ verb to be ကိုဖြုတ် pronoun ဆိုရင်တော့ verb to be ကိုပြန်ထက် က်အဲအဲ့လိုမျိုးတွေပြောထားပူတာရှိတယ်ပေါ့နော်ပြောထားကြတယ်ပေါ့နော်အဲ့တော့ကျမဒီနေ့ကတော့ဒီတမောတလက်တီအာပက်တန်ရဲ့ intro ပဲရှိသေးတယ်အဲ့တော့မနေ့ပြန်မှာအဲ့လိုမျိုး sudden နှစ်ကြောင်းရှင်ပြီးတော့ exercise လုပ်မှာပေါ့နော်အဲ့တော့လောလောဆယ်ကတော့ကျမတို့ဒီ flow လေးမိသွားအောင်အရင်ကြည့်ရအောင်အဲ့တော့ဒီ ခုနကပြောထားတဲ့ meaning ကဒါအခုမှ clear ဖြစ်နေတယ်ဆိုရင်ဟောပေါ့နော်ဒီ s အရှိဒီအစိပ်ပိုင်းနှစ်ခုစလုံးပေါ့နော် both part ဒီနှစ်နှစ်ခုစလုံးမှာတဲ့ vowel ကိုမထဲနဲ့တော့တဲ့သူကအဲ့လိုပြောတယ်အဲ့တော့ the more the merrier အများလေးကောင်းနေပဲအဲ့တော့ဒီဝက်ကြမှာဆိုကျွန်တော်တို့က the more people can လူတွေအများကြီးလာလေ the merrier it will be နော်ပို့ပြီးတော့ပျော်ဖို့ကောင်းတယ်ပဲလေဒါမျိုးပြောချင်းဖြစ်တယ်ဒီမှာခုနကကျွန်မပြောသွားတဲ့ INT H ဆိုတဲ့အရာလားအရာကပေါ့နော်နောင်လားပလိုနောင်လားခွဲ ခွဲပြီးတဲ့အခါမှာဒါကြီးကပလိုနောင်ဆိုရင်တော့ vowel ကိုပြန်ထက်နောင်ဆိုရင်တော့မထက်နဲ့တော့ဒါမျိုးလေးရှိသေးတယ်ပေါ့နော်အဲ့ဒါမနဲ့ပြန်မှာပြောမယ်အဲ့တော့ကျွန်မတို့ဒါဆက်ကြည့်ရအောင်အဲ့တော့ dependent the work ဆိုတာကအလုပ်ဖြစ်တယ်ဘာနဲ့လဲအလုပ်ဖြစ်လဲဆိုတော့ adjective တွေလည်းနောက်မှရေးလို့ရတယ် adverb လည်းရေးလို့ရတယ်တခါလေမှာဆိုရင်ကျွန်မတို့နောင်နဲ့လည်းရေးလို့ရသုံးခုစလုံးပါတယ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်မတို့ အဲကြီးတင်နေရေးထားတာ the more book ဒါဒါနောင်းလာပြီ the better စာအုပ်များလေကောင်းနေပဲเนาะ the more buy that amount more books buy that amount better အဲ့လောက်ထန်းလိုက်ပြီဆိုတာနဲ့အဲ့လောက်ပို့ပြီးတော့ကောင်းသွားမှာဖြစ်တယ်လို့ပြောတယ်အဲ့တော့ အဲ့ဒီ correlated comparative pattern ကကျမတို့ everyday speech မှာလည်းသုံးတယ်လို့ academic english မှာလည်းသုံးတယ်เนาะအဲ့တော့ everyday speech ရော academic ဒီ english ရောကျမနှစ်ပိုင်းခွဲပြီးတော့ပြပေးမယ်ပေါ့เนาะအဲ့တော့ဒီ everyday speech ကြတော့ကျမတို့က simple ဖြစ်တဲ့ ဟိုဟာပေါ့နော်ဒီ pattern လေးတွေတုံးမယ်ပြီးတဲ့ခါမှာဆိုဒီ edge dip ဆိုရင်လည်းကျွန်တော်တို့တိုတဲ့ edge dip လေးတွေပေါ့နော်ဒီ comparative word လေးတွေကိုတုံးတာများတယ်အဲ့ဒါက normal set အဲ့တော့အများကြီးတော့မပေးထားပါဘူး example one size ကြည့်အောင် the harder you try ပို့ပြီးတော့ကြိုးစားလေးလေးเนาะအဲ့ဒီပမာဏလောက်မင်းကြိုးစားမယ်ဆိုရင်အဲ့ဒီပမာဏပို့ပြီးတော့မင်း better ကောင်းလာမယ်တဲ့ဒါမျိုးပြောချင်းဖြစ်တယ် အစမတူ the mod you pride ပို့ပြီးတော့ legend လေးလေ the mod confidence you get ယုံကြည်မှုပို့ပြီးတော့ရလေးဖြစ်တယ် account 20ကျင့်ထားတယ်ဆိုရင် account 20နဲ့တူတယ်ဒီ confident ကိုရမှာဖြစ်တယ်ဒါမျိုးပြောတာပေါ့နော် exam 3 the first star first star to you ရမြန်မြန်ပြေးလေးနော် the အဲ့ဒီ higher နောက်မှာဆိုရင်ကျွန်တော်တို့ the mod တို့ er တို့ပါကြောင့် d2 ပေါ့နော် comparative degree လိုက်တာနော်အဲ့တော့ the first star to you ရမြန်မြန်ပြေးလေး the sooner you arrive မြန်မြန်ရောက်လေးပဲဖြစ်တယ် the more you eat ပိုစားလေးလေး the less hungry you feel ဆာလောင်မှုကိုနည်းနည်းလေးပဲခံစားရမှာဖြစ်တယ်အဲ့တော့အရှိမ positive အနောက်မှာ positive အဲ့လိုတည့်ရတဲ့မမှန်နဲ့ပေါ့နော်အကြောင်းနဲ့အကျိုးကိုပဲမှတ်အဲ့တော့ပိုစားမယ်ဆိုရင်တော့ဆာလောင်မှုကဒီသူများတတ်ဆိုင်တော့ကိုကတတ်တာမယ်အစာခံဟိုပါပေါ့နော်များများစားထားတော့သူသူများတွေဘိုက်စားတဲ့ချင်းကိုကတိတ်မစားနိုင်ဘူးပေါ့နော်ဒါမျိုးပြောချင်းဖြစ်ပါတယ် the sooner we start เนาะမြန်မြန်စလေးနဲ့ the quicker to finish အဲ့တော့မြန်မြန်ပြီးလေးเนาะမြန်မြန်စတော့မြန်မြန်ပြီးညံမှာပေါ့เนาะ the less you talk เนาะနည်းနည်းပဲပြောမယ်ဆိုရင် the more people listen ဟိုစကားပြောနေတဲ့လူကတလုံးဆိုတလုံးမှန်မှန်ပြောတတ်တယ်ပေါ့เนาะအဲ့အတွက်ကြောင့်ကိုကဟိုလိုအပ်တော့မှာပေါ့เนาะ the less you talk မင်းပြောမယ်ဆိုရင် the more people listen လူတွေများရဲ့ပို့ပြီးတော့အာရုံစိုက်ပြီးတော့နားထောင်มาဖြစ်တယ် the less you pride နည်းနည်းပဲလင့်ကျင့်မယ်ဆိုရင် the worse you become နည်းနည်းလေးပဲလင့်ကျင့်ထားတယ်ဆိုရင်တော့ ာ bad old host เนาะဒီပို့ပြီးတော့ဆိုးဝါးလာလိမ့်မယ်เนาะမလေ့ကျင့်ထားဘူးဆိုရင်တော့ဆိုးဝါးမယ်လို့ပြောနေနည်းနည်းလေးပဲလေ့ကျင့်မယ်ဆိုရင်တော့ခြေနေရတော့ကောင်းမှာမဟုတ်ဘူးလို့ပြောခြင်းဖြစ်တယ်အတ္တကကျွန်တော်တို့ everyday speech ပေါ့เนาะဒီ normal ဒီ shorter ပေါ့เนาะဒီဟိုဟာ comparative degree တွေသုံးပြီးတော့ပြောသွားတယ်ဒီ formal ပေါ့เนาะ normal နဲ့ formal နဲ့ကျွန်မခွဲပေးมาဖြစ်တယ်အဲ့တော့ formal english လေးအပြင် academic english မှာလည်းစာလုံးလေးတွေနည်းနည်းလေးပို့ရှိလာมาဖြစ်တယ်အဲ့တော့ the more resource the resources ပေါ့နော်ပို့ပြီးတော့အရင်အမြင့်တွေတဲ့အများလေးတဲ့ a company ကတဲ့ invest ဆိုတာကယင်းနှိမ့်နှံတာပေါ့နော်အဲ့တော့က အဲရင်းနှီးမြှုပ်နှံမှုတွေများမယ်ဆိုရင် the greater it productivity beacon the greater ပို့ပြီးတော့များလာမယ် it it ကကျွန်တော်တို့အဲဒီ company ရဲ့ productivity ဆိုတာကထုတ်လုပ်မှုပေါ့နော်အဲ့ဒါကပို့ပြီးတော့များလာမှာဖြစ်တယ်အဲ့တော့အရင်များလေအမျက်များလေပေါ့နော်ဒါမျိုးပြောချင်းဖြစ်တယ် the less attention နော်အာရုံစူးစိုက်မှုနည်းမယ်တဲ့ the less attention ကို is given ပေးမယ်တဲ့အဲ့တော့ to detail အသေးစိတ်နော်အသေးစိတ်ချက်လက်တွေကိုကျွန်တော်တို့ကအာရုံစိုက်မှုနည်းမယ်ဆိုရင်တော့ the more error အမှား တွေပို့ပြီးတော့ are likely to or ga likely ဒီဒီမှာ ly နဲ့ရေးထားပြီးမယ်သူရဲ့ power speaker အကြီးတဲ့เนาะအလားအလားရှိတယ်အတော့ပို့ပြီးတော့အမားတွေကိုတွေ့ရဖို့အလားအလားရှိတယ်အသေးစိတ်တွေကို attention မလုပ်ထားရင် အမားပို့ပြီးတော့များမယ်လို့ပြောခြင်းဖြစ်တယ် example 3 the earlier the intervention is implemented intervention ဆိုတာဂျာဝင်တာပေါ့เนาะ implementing ဆိုတာကတော့လက်တွေ့အကောင့်တယ်ဖော်တယ်အတော့ the earlier the intervention is implemented the more affected the outcome will be ပိုပြီးတော့ထိရောက်တဲ့ outcome result ကို will be ရမှာဖြစ်တယ်တဲ့နော် example for the more complex the system အဲ့ဒီစနစ်ကပိုပြီးတော့ complex ဖြစ်လေလေ the less predictable it behavior began เนาะအဲ့တော့ predictable ဆိုတာကကျွန်တော်တို့ခန့်မှန်လို့ရတဲ့အတိုင်းတာက less ပိုပြီးတော့ညွန့်နေမှာဖြစ်တယ်เนาะ complex ဖြစ်လေလေဒီ behavior ပေါ့เนาะသူရဲ့ behavior ကကျွန်တော်တို့ခန့်မှန်ရခက်လေပဲတဲ့ the greater the risk undertaken ခဲ့အဲ့တော့က risk ဆိုတာကတော့ danger ပေါ့နော်ဒီ under ရယ်ကပို့ပြီးတော့ဒီများတဲ့အခါမှာဆိုတာဟာယာ potential reward အဲ့တော့စွန့်စားရတဲ့အရင်းအနှီးကြီးလေးလေးကျမတို့ဒီ reward ပေါ့နော်ဆူလတ်ကလည်းဟိုပို့ပြီးတော့ potential အလားလားကောင်းလေးပဲမြင့်မာလေးပဲလို့ပြောခြင်းဖြစ်တာပေါ့နော် example 6 the more accurate the measurement measurement ဆိုတာကတိုင်းတာမှုက accurate ဆိုတာတီးကြတာပေါ့နော်တိုင်းတာမှုကပို့ပြီးတော့တီးကြလေးလေး the more reliable the conclusion ဒီ conclusion ချတဲ့အခါ ါမှာအာခြုံငုံသုံးသပ်တဲ့ခါမှာဆိုရင် reliable ဆိုတာကယုံကြည်အားထားရလေးပဲလို့ပြောခြင်းဖြစ်တယ် example 7 the lack sustainable policy policy ဆိုတာကတော့မူဝါဒအဲ့ဒီမူဝါဒချမှန်းလိုက်တဲ့မူဝါဒက sustainable ဆိုတာကရည်ရှင်တည်တံ့မှုနည်းလေလေ the more harmful is london impact သူရဲ့ဒီ ID အတကပေါ်လစီကို ပြောတာเนาะဒီပေါ်လစီရဲ့ London impact ဒီရေရှိเนาะ impact ဆိုအကျိုးကပို့ပြီးတော့ handful ဆိုတာကအန်ဒီရများလေဥပဖြစ်လေပဲလို့ပြောချင်းဖြစ်တယ်အဲ့တော့ جماعه ဒီနေ့ကတော့ intro ပဲဖြစ်တဲ့အတွက်ကြောင့်တူတော့တူမယ်ပေါ့เนาะအဲ့တော့ပြောချင်းတာက correlated comparative ဆိုတာက جماعه တို့ the more the less the er pattern ကိုပဲပြောချင်းဖြစ်တယ်တတိထားရမှာကဒီမှာ جماعه တို့သုံးတဲ့ THD ဆိုတဲ့အရာဒီ article မဟုတ်ဘူး adverb ဖြစ်တယ်အဲ့ဒီ adverb ရဲ့ meaning က buy that amount လို့ပြောခြင်းဖြစ်တယ်အဲ့ဒီပမာဏလောက်ဆွဲချအရဆိုရင်တော့အဲ့ဒီ THD ရဲ့နောက်မှာကျမတို့ D2 line မှာဖြစ်တယ် comparative degree ပေါ့နော်ဒီ degree ၃ခုရှိတယ် positive degree comparative degree superlative degree အဲ့ဒီနောက်မှာမှာ sergeant verb အဲ့လိုမျိုး essay အပိုင်းနှစ်ခုရှိတယ်အဲ့တော့အဲ့ဒီ essay ပိုင်းနှစ်ခုသည်အချိုးညီတယ်တစ်ခုကိုကျွန်တော်တို့ကတိုးလိုက်မယ်ဆိုရင်အဲ့ဒီတိုးလိုက်တာနဲ့အဲဟိုပါပေါ့နော်ဒီရလန်းနဲ့အတူဒီဘက်ကအချိုးပေါ့နော်ဒီကအချောင်းဆိုရင်အချိုးပြန်ရမှာဖြစ်တယ်ပေါ့နော်အဲ့တတိထာဘုက DHGD သည် bind that amount ကိုပြောခြင်းဖြစ်တယ်အဲ့တော့သူ့ကိုကျွန်တော်တို့ခွဲမယ်ဆိုရင် normal english နဲ့ formal english ဆိုပြီးနှစ်ခုခွဲတယ်အဲ့တော့တိုတဲ့ဒီဟိုနတိုတယ်ဆိုတာစကလုံးအရှည်ကြီးတွေမဟုတ်ဘူး simple ဖြစ်တယ်ရိုးရှင်းတယ်တိုဟိုပါဘောနော်စလုံးဟိုဟိုပါဘောနော်တိုတဲ့ short ဖြစ်တဲ့ comparative ဒီ word တွေကိုကြားတယ်ကျွန်တော်တို့ everyday speech နော်နေ့စဉ်သုံးစကားမှာသုံးတယ်အဲ academic ဒီ reader မှာဆိုရင်တော့ကျွန်တော်တို့ကစလုံးရှိတဲ့ဟာတွေကိုသုံးမှဖြစ်တယ်ပေါ့နော်အဲ့လောက်ဆိုတော့အဆင်ပြေမယ်လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲ